အားလုံးပဲမင်္ဂလာပါမောင်ဘော်ထွန်းခဏဆန်းရိုင်းအပိုင်း19ဖေမေအစ်တူရေပွဲကြီးခရစ်စမတ်အချိုညာပစ္စမရေးတန်လန်းချမ်မတ်980ခုရှိအော်လီဗာဝါပဲစိန်ကြီးအေဂန်လေရီခရစ်စမတ်တပင်ကိုရောင်စုံလက်စစ်မီလုံးမှဖြင့်တခန့်တနာအလားဆင်ထားသည်ထိုတပင်သည်ရော့ဖဲလာစင်တာအဆောက်အအုံတပင်ထံပို့ရလာ၏တပင်အောက်တွင်ကလေးတွေအတွက်လက်ဆောင်ပစ္စည်းမျိုးစုံဖြန့်ခင်းထားသည် ကစားစက်လူရုပ်ကလေးများအယုတ်အင်ကလေးများစပိန်ကလေးများမြင်းရုပ်ကလေးများဗကရီရဲ့သံမွေရုပ်ကလေးများအပြော့ကစားစက်ပစ္စည်းများစာအုပ်များဘေးရီကစားစရာများနှက်စစ်မီထားကလေးများစသည်ဖြင့်ကလေးတိုင်းမက်မောစရာတွေကြီးဖြစ်လက်ဆောင်ပစ္စည်းများမှာအမျိုးစုံလာသောကြောင့် FAO Rose ကလေးကစားစက်ကုန်းတွေကြီးမှာရှိသမျှအလုံးကိုဝယ်ယူလာသလားဟုထင်ရသည်အေဂန်နဲ့ကလေးရဲ့တစ်ဖက်ခန်းထဲမှာတော့ပိုးဝက်မင်းကြီးတီဂီတာဖွဲ့ကခေါလောင်းနဲ့သေးသွားပြီးတီးမုတ်ဖြစ်ပြလေးရှိသည် အင်းစီများကမုံမျိုးစုံနှင့်ရင်မကများကိုလင်းမများနှင့်ယူလာကြသည်။ရှင်အင်းစီများမှာယင်းညပွဲတော်အတွက်တမင်တကာအထူးငံ့ရထားသူများဖြစ်ကြ၏။ဝါဘဆန်အင်းကြီးမှာရှစ်မြအင်းစီအလုံးမှာယင်းနှစ်အဖို့အင်းစီတော်ဝင်မှာလုံးဝကလင်ခွင့်ရပြီးခရစ်စမတ်ကြိုးပွဲတော်သို့အထူးအဲ့စီတော်များဖြင့်တက်ရောက်ကြရသောကြောင့်ဖြစ်သည်။ခရစ်စမတ်မိဖို့ပေမစ်ဝါရင်နှင့်အမေရိကန်ပြည်ထောင်စုတရားရုံးချုပ်မှတရားသူကြီးလူဝီဘရန်ဒီဆုနှစ်ယောက်သာစကားကောင်းနေကြသည်။ မစ္စပါရီကရင်မွေးပန်းလူရောင်ပူသားဝတ်စုံနေမစ္စတာဘရန်ဒီစ်ကတော့အနေရောင်တရားသူရှိဝေယုံကိုဝေထားသည်၈နိုင်ထိုးတန်းပေါ်ထလာသည်မစ္စတာဝါဘက်သည်အင်ကဲမှကြီးတဲ့သူစကြင်ကြောက်လေကမှဆင်လာ၏သူမျက်နှာကပြုံးရွှင်လန်းဆန်းနေသည်ပရိသတ်အလုံးလက်ခုပ်တီး၍ကြိုဆိုလိုက်ကြ၏မစ္စတာဝါဘက်သည်စပိုရိုကွန်မြူနီထွက်ချက်ကဲ့အင်ကြီးကိုတက်ရက်စာဝေထားသည်ရှမ်းကြီးကြီးမဲမှာစင်ရင်တို့မှာမိယဟက်ကတစ်ဖြက်ဖြက်တောင်းနေ၏ သူ့ရင်တို့မစိတ်မအရွယ်အပြင်ကဘာကျော်ဟုတ်စိတ်တမသိမသားကြည့်ပြီးတံမိုးလဲပူကြည့်သည်မစ္စတာဝါဘက်ကတီးဝိုင်းရရန်အချက်ပြလိုက်သည်ထို့နောက်ပရိသတ်များအားနှုတ်ဆက်မင်ကွန်းပြောသည်ပထမရင်သူကသူ့ရင်စီများခင်မင်မာရဲ့အမျိုးသမီးများနဲ့အမျိုးသားများခင်ဗျာဟူ၍အားလုံးစကားဆိုရင်စိတ်ကူးမိသည်တို့တော်လေးရင်ထက်ကောင်းသောအတုံးတုံးကိုချက်ချင်းမီတွေ့မိတော့ကြောင်းကျွန်တော်ရဲ့ခင်မင်တော်မိတ်ဆွေများခင်ဗျာ ကျွန်တော်ရဲ့အလွန်တရာမှာခင်မင်လှပါတယ်မိတ်ဆွေများခင်ဗျာအခုလိုလှပါတဲ့အေကန်ကိုလာရောက်ကြတဲ့အတွက်ကျွန်တော်လှက်လိုက်လေလေဝမ်းသာဂုဏ်ယူပါတယ်ပြီးတော့ကျွန်တော်ဘက်မှာအပြုံရှင်ဆုံးစိတ်ချမ်းသာဆုံးဒီပွဲတော်အခမ်းအနားတို့ကြွားလာကြတဲ့အတွက်လေးကျွန်တော်လှိုက်လေဝမ်းသာဂုဏ်ယူပါတယ်ဟူ၍ကြိုးစွနှုတ်ခွန်းဆက်လိုက်လေသည်ပရိသတ်အားလုံးလက်ခုပ်တစ်ဖြောင်းများတီးလိုက်ကြ၏ထို့နောက်ပရိသတ်များကရင်မောပြွှင်စွာစောက်တော့ရင်းယခုပါတီဂုံနှုံးဆောင်ဧည့်သည်တို့ကိုစောင့်မျှော်နေကြစဉ် ဒီဝိုင်းမှာတကဘာလုံးပြုံဆုံးတည်သွားပြီးဖျော်ဖြေသည်ထို့အချိန်တွင်အပေါ်ထက်မှာတော့လက်ဆရာအင်ဂျင်နီယာဖြစ်သောအင်းနဲ့နေ DC တို့မှာအင်းဒီတို့လက်မလျောင်းအလုံများနေကြ၏ပထမဦးစွာသူတို့ကအင်းဒီယာအကြအေးချိုးစီသည်ရေချိုးစလားကြီးရဲ့ရင်မွေးရထသောစက်ပြမုံများပြည့်ရှံနေသည်ထို့နောက်သပင်ပုံတွင်ပြကြသည်ဥကောင်းထိပ်မှသပင်များကိုပြင်းထန်ပုံစံခွခွကောက်ကောက်ဝင်းကလေးများဖြစ်အောင်သပင်ကခရိယာဖြင့်ပြုပြင်ပြကြသည် နောက်ဆုံးမှာတော့အဖြူရောင်ပိုးသောခြေစုပ်ကိုစွတ်ပေးကြသည်မေရီဂျင်းကုမ္ပဏီထွက်အနက်ရောင်ကောင်းစားတရရှုပ်နှက်ကိုဝှက်ပေးကြသည်ဝတ်စုံကလည်းယင်းညအတွက်မစ်စပါရီတမင်ကဝယ်ယူလာခဲ့သောဂတိပါဝတ်စုံဖြစ်သည်ဝတ်စုံရောင်ကအနီရာအနားဘက်ကအဖြူရောင်ဂရီပါလက်ဘင်းနဲ့ခါရိုရင် V shape ပုံပေါ်ဟာသည်အင်းဤမြင်မှုများဝတ်စုံတွေနဲ့အလားဆုံးဝတ်စုံဖြစ်ထိုကြောင့်လေသူသည်ရင်းဝတ်ဆောင်ကိုမြင်မြင်ချင်းအလွန်ကြိုက်သွားမိသည်စိတ်ထဲကလည်း ဒီဝတ်ဆောင်ကိုငါတစ်စလုံးဝတ်မယ်ဟူတွေ့လိုက်မိသည်အဖြစ်သက်ဝတ်စားစင်ရင်ပြီးတော့ကအင်းဒီသည်သူ့ကိုယ်သူကိုလုံးပေါ်မှန်နေရင်ကြည်လိုက်စပင်ပုံစံသည့်ဝတ်ဆောင်သည့်တို့ဖြင့်သူ့ကိုယ်သူပင်မှတ်မိတော့လောင်အပြောင်းလဲကြီးပြောင်းလဲနေသည်ဖယားကြီးငါတိတ်ပြီးလာနေပါလားသူကအသက်ရှူထိုးရင်တွေ့လိုက်မိယခုကအင်းဒီသည်အေကမ်းမှရှိသောစင်သောလှေကားထိပ်တွင်ရံနေသည်ဆေးလုံရှာခြင်းနှင့်ဝမ်းသာခြင်းတို့ကြောင့်သူ့ရင်ဘက်ကတထိန်ထိန်ခုန်နေ၏ သူတထေးကြီးမစ္စဝဘတ်ဤတမီဖြစ်လာတော်မီမဟုတ်ပါလားလေကားမှာအင်းဒီဆင်းလာတော့ကပြိတ္တအလုံးကသူ့ကိုလမ်းကြည့်ပြီးလက်ခုပ်အပေါ်ပြေးလိုက်ကြသည်အင်းဒီကအာရပါရပြုံးလိုက်သည်သူလေကားရင်ရောက်တော့မစ္စဝဘတ်ကပြေးလာပြီးပွေဖက်ချီမြှောက်ရင်အင်းဒီတကယ်ကိုချော်ရီတမီလေးပါလားကွယ်ထို့နောက်မစ္စဝဘတ်ကအင်းဒီလေးအောင်သူရင်ဘက်တွင်အကောင်လေးသံတို့တို့ပြင် ဘလို့ဝက်ဖြစ်ဖြစ်ဒိုသားဖို့တသက်လုံးတသက်လုံးအတူတူနေသွားကြတော့မင်းတမီလေးရှိနေရင်ဘဘကြီးတို့ဘသူမှမလို့တော့အင်းဒီကလေမစ္စဝါပိုက်ပါပြင်ကိုရှုတ်ခနဲ့တစ်ချက်နမ်းလိုက်ပြီလေးတန်ကလေးဖြင့်တမီအတွက်လေးဘဘကြီးရှိနေရင်တခြားဘသူမှမလို့တော့ထို့နောက်တရားသူကြီးမစ္စဘရန်ဒီစ်ကလက်ချောင်းရှင်းလိုက်ပြီပရိသတ်များညင်းသက်ဆောင်နှောင်းကြရင်မြစ်တရရခံလိုက်သည် ပြီးတော့သူသည်အမွေစားမွေကန်ဆောက်ချောက်ဆန္ဒများကိုလက်ထဲရင်ကန်ကောင်ရှေ့သို့တိုးလာသည်။ကဲကျုပ်တို့ဒီတရားဥပဒေဆိုင်ရာကိစ္စကလေးပြပြအောင်လုပ်လိုက်ကြအောင်။အေးနောက်မှာပါတီပွဲဆက်လက်ကျင်းပကြပါဦး။တရားသူကြီးကပြောလိုက်။အင်းဒီနေ့မစ္စတာဝါဘတ်တို့သည်တရားသူကြီးရှေ့တွင် လက်တွဲပြီးရလိုက်ကြသည်။ပရိသတ်များလေမတက်ထောက်ကသူတို့ညောင်ကိုဝိုင်း၍ရလိုက်ကြ၏။ အင်းဒီနေ့မစ္စတာဝက်ဖတ်တို့ကိုကြည့်ရသည်မှာလက်ထက်မြင့်စစေသူတို့သားသူတို့မိဆောင်တွင်နေတူနေသည်မစ္စတာဝက်ဖတ်ကအင်းဒီကိုအမွေစားမွေခံသမီးဖြစ်မွေစားရေးကိစ္စကတော့ရိုးရိုးကလေးတရားသူကြီးစကားမဆုံးမှာပင်အချင်းနေသည့်ရုပ်တရက်ပြောင်းလဲသွားသည်အဝစ်ဆောင်နွန်းနွန်းအရက်ရှိရှိဇမင်ဖြူဖြူလူတယောက်နေတိတိပူပူဝဝဖပန်းဇမင်ဖြူဖြူမိမတယောက်တို့အားအင်းစီများကဧကဲမှကြီးတဲ့သူခေါ်လာကြတော့ကြောင်းဖြစ်အားလုံးခွင့်လွန်ကြပါခင်ဗျာ အခုလိုပါတီပွဲကျင်းပနေုံလာပြီးနောက်ဆက်သူလိုဖြစ်ရတာတောင်းမှန်ပါတယ်။ယောက်ျားဖြစ်သူကအကွယ်ကွယ်အဖိုးကြီးတန်းဖြင့်ပြောလိုက်သည်။ဟုတ်ပါတယ်ရှင်။ကျမတို့ကိုခွင့်လွှတ်စေခြင်းနဲ့မိမကလည်းထက်စင်တောင်းမှန်လိုက်ပြန်။တကယ်တော့သူတို့နှစ်ယောက်မှအခြားသူများမဟုတ်ကြ။အင်းဒီမျိုးအများဖြင့်ရုပ်ဖြစ်ဟန်ဆောင်လာကြသောရူစတာဟန်နီကန်နှင့်သူမိမလီလီစင်ရီဂစ်တို့ပင်ဖြစ်ရူစတာသည်သူ၏ကောက်ချစ်ရုံမှသောအကြံကိုအချင်းရွေးစေကူခဲ့သည် သူ့အကြံကမစ္စတာဝါဘတ်ထံမှဒေါ်လာ9000ကိုလေအရာယူမိအင်းဒီကိုလေသူတို့တမီရင်ဖြင့်ပြန်တောင်းမိပြီးနောက်အင်းဒီလေးကိုတနည်းနည်းဖြင့်ကိစ္စတုံးရှင်းပြမိမိမရေသူ့တမီလေးကိုကြည်စမ်းမအောင်ကိုရူဆာကအင်းဒီကိုလက်ညှိုးထွေးပြောသည်ရှင်းတော့ကဘသူတွေလဲအင်းဒီကမေးလိုက်သည်သူတို့ဘယ်သူဘယ်ဝါရီမှန်းအင်းဒီလုံးဝမသိတော်ပေမဲ့သူတို့လူကောင်းတွေမဟုတ်ဆိုတာကိုတော့သူ့စိတ်ထဲကလို့လို့သိလိုက်သည် တမီလေးတမီလေးသူကတမီလေးရဲ့ဖေဖေနဲ့မေမေလေးလီလီက သူ့အတန်ကိုတမင်ဖြတ်ပြီးမိမကြီးတန်နဲ့ပြောသည်ရူစတာကမစ္စတာဝါဘက်ရှေ့သို့တူလာပြီကျွန်တော်နဲ့မေကရက်ဖင်မတ်ပါ သူကကျွန်တော်မိမရှာလီပါဟုတ်ပါတယ်တမီလေးနာမည်ရင်းကလေအင်နီမတ်ပါလီလီကပြောရင်းဆိုရင်အင်နီလက်ကိုစုပ်ကန်းလိုက်သည် သူလည်းကရေခဲလို့အေးစက်နေသည်ဟုအင်နီခံစားမိအင်နီမတ် ဟုတ်လားအင်းဒီကမေးလိုက်သည်အင်းဒီမက်ချ်ဟုတ်လားမစ္စတာဝေါ်ဘက်ကလည်းတန်ရောက်လိုက်၍မေးလိုက်မိဟုတ်ပါတယ်ဟုတ်ပါတယ်အင်းဒီမက်ချ်ဆိုတော့တမီးလေးရဲ့နာမည်စစ်ပါ ဖြစ်ရပုံကဒီလိုပါတမီးလေးရဲ့ဖေဖေနဲ့မေမီတို့က1922ခုနှစ်မှာအကျမ်းမမှာဖြစ်ပြီးစီးပွားရေးလည်းဘာမှမရှိတော့ဘူးဒါပေမဲ့ကနေဒါရောက်သွားတော့စေနာရှင်ပုဂ္ဂိုလ်ကြီးတယောက်ကသူ့ရတော့မှအလုပ်ပေးလို့ အသက်မသေးယုံထမင်းတလုတ်တော့စားနိုင်ကြသည်ရူစာကသူ့ကြိုတင်စက်တိုက်ထားသည့်ဇလံကို ပြောပြသည် သူ့မိမကလည်းသူ့လေတန်းအတိုင်းပဲဒါပေမဲ့မိမိတို့ကသူများစီမှာထမင်းဝါရုံကက်နေရတော့တမီးလေးကိုပြန်ခေါ်ခြင်းမေးမေးမခေါ်နိုင်ခဲ့ပါအောင်တမီးလေးဖြစ်ဖြစ်တော့တမီးလေးကိုတိတ်ပြီးချစ်ပါရဲ့တမီးရဲ့ဒါပေမဲ့ဘလို့မှမတက်နိုင်လို့ထားပစ်ခဲ့ရတာပါရူစာကမြေအိမ်တော်ဟန်ဆောင်ရင်ပျော်သည် ဤတွင်မစ်စမာရီတီမစ္စတာဝဘတ်နှင့်ရူဆာရိုရှိသူတို့လာသည်သူကအင်းဤမိဘရင်းဆိုရာဟန်ဆောင်လာကြသူပေါင်းများစွာကို စစ်ဆေးခဲ့ဘူးသူမို့ယခုလက်များကိုလေလုံးဝမယုံထို့ကြောင့်သူကပြောလာ၏ဒီမှာမစ္စတာမစ္စတာမတ်ဟုတ်တယ်နော်ဒီမှာမစ္စတာမတ်ကျမတို့ကအင်းဤလေးမိဘရင်းဆိုပြီးလာရောက်တဲ့လူတွေများကြီးကိုစစ်ဆေးခဲ့ပြီဒါပေမဲ့တယောက်မှအထောက်ထားအော် ဟုတ်ပါရဲ့အထောက်ထားလို့တာပေါ့သူကအင်ကြီးအိတ်ထဲမှာစာရဲများကိုဆွဲထုတ်လိုက်သည်ရင်းတို့မှာဘရုတ်ကလင်မှာ သူ့ဘောင်းမတယောက်ကအထုလုပ်ပေးလိုက်ခြင်းဖြင့်ဟော်ရီမှာကြည့်ပါခင်ဗျာဒါကကျွန်တော်တို့ရဲ့ကောင်းမွန်လိုင်းစင်းနေပါဟော်ရာကတော့အင်ဒီလေးရဲ့မိုးစရင်အစ်စ်မှာမစ်ဖာရဲကစာရဲများကိုယူပြီးဖတ်ကြည့်သည်မိန်းကလေးနာမည်အင်နီအဲလစ်ဘတ်မတ်ရာဖီမတ်နဲ့ရှာလီမတ်တို့မှာ1920ခုနှစ် ောက်တိုဘာလ28ရက်နေ့တွင်မွေးပွားသည်။သမီးမွေးနေ့က1921ခုနှစ်အောက်တိုဘာလ28ရက်ဟုတ်လား။အင်းဒီကဝမ်းသာစွာအော်ပြောလိုက်။ဟုတ်ပါတယ်။အဲ့ဒါကသူတို့ရေးထားခဲ့တဲ့စာရင်းမှလေးပါတယ်။မစ္စဝါရီကမစ္စတာဝက်ဘက်အောင်ပြောလိုက်သည်။ဟုတ်ပါတယ်။အဲ့ဒါကိုငါလည်းသိတယ်။မစ္စတာဝက်ဘက်မှာမျက်စိမျက်နှာပြန်နေသည်။အကယ်၍သူတို့နှစ်ယောက်သည်အတူရောင်မြန်ဖြစ်နေခဲ့သောမွေးနေ့မွေးရဲ့မန်နေဂျာမှာကံအောင်ရော့စွာ ိုက်ဆိုင်နေခြင်းသာဖြစ်လိမ့်မည်။တကယ်တော့အင်းဒီမွေးတကြီးအမန်ကိုမစ္စတာဝက်ဘတ်ရေအင်းဒီရေမစ္စဝါရေပြည်အောင်စုဆောင်တန်းထောင်လိုင်းအဖွဲ့ရေတို့သာတည်ရှိကြ၏။တိုးတော့မစ္စန်နီဂန်လေးတည်တည်ဆိုတော့ကိုတော့မစ္စတာဝက်ဘတ်ကလုံးဝမစင်စားမည်။ရူဆာအားပြော့ပြတ်သူမလေးသူ့မဖြစ်သူမစ္စန်နီဂန်မင်းဖြစ်မစ္စတာဝက်ဘတ်ကဆက်ပြောသည်တကယ်လို့မွေးတက်ရစ်မှန်နေသည့်တိုင်အောင်လေးချုပ်ကတော့ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာကျွန်တော်တို့ကိုယုံပါ ကျွန်တော်တို့နေအောင်ဒီနေ့ညနေကသမီးလေးကိုပြန်ခေါ်ဖို့ဂီဟာကိုရောက်သွားတယ်။ဒါပေမဲ့ကျွန်တော်တို့သမီးလေးဒီကိုရောက်နေကြအောင်ဂီဟာအုတ်ချွေမှုကပြောလိုက်လို့ကျွန်တော်တို့အခုလိုဒီကိုလာခဲ့ကြတာ။လီလီကအင်းအင်းလေးအောင်ပွေဖက်လိုက်ပြီ။အမလေးသမီးလေးရဲ့ကန်ကောင်းထောက်မလို့သမီးလေးနဲ့အခုလိုပြန်တွေ့ရတာ။မမေ့မှပြင်သမီးကလေးကိုတနေ့မှမေ့ရလို့မရှိပါဘူးသမီးလေး။အင်းဒီလေးကလီလီရင်ွယ်ထဲမှာအတင်းရောက်ထွက်ပြီးမစ္စတာဝါဘတ်ဘေးသို့ကဲ့၍ရနေလိုက်။ ။ဤမိမကြီးသည်သူ့မိရင်လောမဟုတ်ကြောင်းအင်းကြီးကလေစိတ်ထက်မှလူလူသိနေသည်။မစ်ဆွာရဲကအခြားသူများအောင်သူ့မိမြန်းခဲ့သောမိခွန်းနံပါတ်၁၀ကိုတရိယာကရူဆာအမေလိုက်။မစ္စတာမတ်ကိုကျမတို့ကမိပြစီ။အင်းကြီးလေးကိုဂီယာမှာထားပစ်ခဲ့တဲ့ညမှာအခြားပစ္စည်းတစ်ခုလင်း။အော်ဟုတ်တော့ဗော။အဲ့ဒီကြောင့်ခမည်းတော်တရားမှကောင်းကောင်းမသိဘူး။သူကရင်းသွပြောရင်အင်ဂျီအထက်မှာလော့ကက်တီအပဲ့ကလေးကိုထုတ်ယူလိုက်သည်။ရင်းပစ္စည်းမှာ ြေတံကျွန်းမှာပဒင်းစရာတယောက်ကသူ့အတွက်စပယ်ရှယ်အထုလုပ်ပေးလိုက်ခြင်းဖြစ်အေးလောက်ကတိတချမ်းကိုတော့ကျွန်တော်တို့ကအဲ့ဒီညမှာအင်းဒီနဲ့တူထားခဲ့တယ်။ကြံတချမ်းကိုတော့ကျွန်တော်တို့ယူလာခဲ့တယ်။နောက်ခါအင်းဒီကိုကျွန်တော်တို့ကပြန်လာခေါ်တဲ့အခါသက်သေကန်ထောက်ထားပြီးထုတ်ပြနိုင်အောင်လုပ်ပါ။အိုးရဖေးဒီမှာကြည့်လိုက်စမ်းပါဦး။အင်းဒီလေးကလောက်ကချိုကလေးကိုဆွဲထားတော့မေး။အဲ့တော့ဖေါ်ဖေါ်ကကျမကိုအမျက်တနှုတ်ပေးခဲ့တယ်လက်ဆောင်လေးပေါ့။ လီလီကလီဆက်၍ထက်ဆင့်ထောက်ခံလိုက်သည်။ကဲဒီလိုဆိုဒီနှစ်ခုကိုဆက်ဆက်ကြည့်ရအောင်။ရူဆာကပြောရင်းဆိုရင်ရှေ့သို့တိုးလာပြီးအင်းကြီးလက်ပင်မှလောကက်သည်နှင့်သူ့လက်ထက်မှတချမ်းဘက်လောကက်သည်တို့ကိုဆက်ဆက်ကြည့်သည်။နှစ်ခုစလုံးတစ်ဆက်တည်းတူနေ။မစ်ဆန်နီဂန်၏အသီးစိတ်ပြော့ပြော့ချက်တိုင်းပထင်းဆရာကလည်းတစ်ထက်တည်းတူအောင်အထူးလုပ်ပေးလိုက်ခြင်းဖြစ်။ဟုတ်တယ်နှစ်ခုစလုံးတစ်ထက်တည်းတူနေ။ရူစတာကအော်ပြောလိုက်သည်။ဒါဆိုအင်းကြီးလေးဟာ ကျွန်မတို့သမီးလေးအစ်စ်မှန်ဖြစ်တယ်ဆိုတော့ထင်ရှားနေပြီပေါ့လီလီကဝင်ပြောပြန်သည်သူတို့ကဘလိုပဲပြောပြောမစ္စတာဝါဘတ်နဲ့မစ္စဝါရီတို့ကတော့လုံးဝမယုံကျင်ကြတိုးဝင်မေတတ်သိကန်ထောက်ထားကအထင်ရှားကြီးရှိနေပြီမို့သူတို့အနေဖြင့်ဘလို့မှညင်စရာမရှိတော့ဟုတ်ပါတယ်အင်းဒီလေးဟာခမောက်သမီးဖြစ်နိုင်ပါတယ်မစ္စတာဝါဘတ်ကလေတံဖြင့်ပြန်ပြောသည်ဟုတ်ကဲ့ဒီတိုင်းဆို ဖြစ်နိုင်စရာရှိပါတယ်မစ္စဝါရီကဝန်းနေတံဖြင့်ပြောသည် အခုလိုအင်းဒီလေးဟာကျွန်တော်သမီးလေးဖြစ်ကြောင်းတက်တည်ပြနိုင်တဲ့အတွက်ဖခင်သခင်ကိုကျေးဇူးတင်ရမှာပဲဒီတော့အင်းဒီလေးကိုကျွန်တော်တို့ခေါ်တော်ဖို့ပဲရှိရတာပေါ့ရူဆာကပါစက်မရင်သူပြောလိုက်ပြီးမင်းစိတ်ထဲကတော့တမျိုးတွေ့လိုက်သည်အင်းဒီလေးကိုခေါ်တော်ပြီးရှီဟက်မြစ်တွေမြုပ်တက်ပြလိုက်မင်းထို့နောက်ရူဆာကအင်းဒီလေးလက်ကိုဆက်ခနဲ့ဆွဲခိုင်းကအခန်းထဲမှထွက်သွားရင် ခြေလမ်းပြင်လိုက်ဘယ်နဲ့သူ့ကိုခုချက်ချင်းမင်းခေါ်သွားရုံမလားမစ္စတာဝဘက်ကမိလိုက်သည်ဒါပေါ့ ခုချက်ချင်းပဲခေါ်တော့မှာပေါ့သူကကျွန်တော်တို့တမီလေးပဲဟာဒါဆိုပတ်စံကိစ္စဘယ်လိုလုပ်မလဲမစ္စတာမက်ရှ်အီမေးကမှရူဆာအလွန်မျောလင့်နေတော့မေကွန်ပြင်ယခုကမစ္စတာဝဘက်အာ သူကအပိုင်ကန်နမီပြင်အိုးပတ်စံကိစ္စလားဟုတ်ကဲ့အမှန်တိုင်းဝင်ခံရရင်ကျွန်တော်တို့မှပတ်စံသေးပြီးမရှိပါဘူးမစ္စတာဝဘက်ဒါပေမဲ့မစ္စတာဝဘက်ကအင်ဒီလေးကိုအခုလိုဆောင်းရှောက်ထားတဲ့အတွက်တော့ဂျေဆုတုံ့ပြန်တဲ့အနေနဲ့ကျွန်တော်တို့မှရှိသလား ပြေးပါမယ်ခင်ဗျာရူဆာကအင်ကြီးအိမ်လက်လိုက်ကပတ်စံအိမ်ထုတ်ယူမလို့ဟန်ပြင်လာ၏ဤတွင် မစ္စတာဝေါ်ဘက်ကအိုးလက်ဆက်တတော်ကြုတ်ကျင်ညာချက်ကိုခင်ဗျားတို့မသိကြသေးဘူးထင်နေအင်းကြီးရဲ့မိဘအစ်မဖြစ်ကြောင်းတက်တဲ့ထောက်တာခိုင်လုံစွာထုတ်ပြနိုင်တဲ့လူကိုကျုပ်ကဒေါ်လာငွေ9000ပေးမယ်ဆိုပြီးရေဒီယိုနဲ့တယ်လီဗီရှင်းကကြေညာထားရလေမစ္စတာဝေါ်ဘက်ကဒေါ်လာ9000နဲ့ချက်လက်မှတ်ကိုအင်းကြီးအိမ်ထဲမှာနှံ့ယူလိုက်သည် အင်းဒီမိဘအရင်ဖြစ်မိသူမြတ်မပေါ်လာလင်ထုံငယ်ကိုအင်းဒီအားသမီးဖြစ်မိုးစားခြင်းအထိတ်မဲ့နေဖြင့်ဖះเจ้าတို့လူရင်သူကဆုံးပြထားပြီးဖြစ်အဲဒီညညာချက်ကိုကျွန်တော်တို့လုံးဝမသိပါဘူးခင်ဗျာရူစတာကတိလက်သားနဲ့ဓမင်ညာပြောသည်ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့အဲဒီပစံကို မလူခြင်းဘူးဟုတ်ပါတယ်ရှင်အင်းဒီလေးတို့ကျွန်တော်တို့ဘာပစံမှမလူခြင်းဘူးလူကြီးမင်းကအခုလိုစေနာမြတ်တာအပြည့်နဲ့ဆောင်းရှောက်ထားတာကိုပဲကျေးဇူးတင်လာပါပြီ။